မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ကြောက်ပြုတ်ရွာကနေထွက်လာတဲ့အကြမ်းမဆစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာဆစ်ခွေး15កောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ9ရက်နေ့ည9:00နာရီကအချိန်မှာမြင်းညာမြို့နယ်ကြောက်ပြုတ်ရွာကနေထွက်လာတဲ့ တီရာယုံမွန်ပြူစောဒီအဖွဲ့နဲ့စစ်ခွေးတွေပူးပေါင်းလာတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြောက်ပြုတ်ဖျားကုန်းအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းအချမ်းမတ်စစ်ခွေး15កောင်တိတ်ဆုံးခဲ့ပြီးတော့တော်လိုင်းရဲဘော်များကတော့အထိကိမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာမနေ့ကဒီဇင်ဘာလ10ရက်နေ့မှာကြောက်ပြုတ်ဖျားကုန်းအနီးမှာတိတ်ဆုံးသွားတဲ့စစ်ခွေးမသားအလောင်းများကိုမိရှုပ်ဖျောက်ဖျက်သွားတယ်လို့သိရပါဗျ။ငင်းချန်ကြောက်ပြုတ်ကြေးရွာကနေ ခုနှစ်ရက်နေည9နာရီလောက်ကအင်အား150လောက်နဲ့စစ်ကြောင်းထိုးလာလို့ကျွန်တော်တို့တော်လိုင်းရဲတပ်ဖွဲ့တွေမိုင်းဆွဲတက်ခိုက်ခဲ့တာစစ်ခွေး15កောင်တေဆုံးတယ်တေဆုံးသွားတဲ့စစ်ခွေးမသားအလောင်းတွေကို10ရက်နေမနက်မှာမီးရှို့အလောင်းဖြတ်ဖြတ်သွားတယ်လို့ပြည်သူ့ကျယ်တပွင့်တပ်ဖွဲ့ကဘုံမိုက်ခဲကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုပြည်သူ့ကျယ်တပွင့်တပ်ဖွဲ့မြင်းကြံ Danger Dynamite အဖွဲ့နဲ့ပကပအဖွဲ့တို့ကပူးပေါင်းတက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတာဆလင်းမြို့မှာရဲစခန်းကနေကင်းပတ်ရန်ထွက်လာတဲ့စစ်ခွေးနဲ့ရဲများပါဝင်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ9កងတိဆုံးပြီးတော့ခရယံတစီတချို့ကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ6ရက်နေ့မွန်လွယ်2:36မိနစ်ခန့်မှာဆလင်းမြို့မှာရဲစခန်းကနေစိမ့်ဆိုဂိတ်ကင်းစခန်းကိုကားတစီဆိုင်ကယ်၄စီးနဲ့ကင်းပတ်ရန်ထွက်လာတဲ့အင်အား20လောက်ပါတဲ့စစ်ကြောင်းကို တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေးနှကောင်တေဆုံးက၄កောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်ခွေးတွေတဲကစလင်းပြည်သူစေယုံမှာစေကူတမှုခံယူနေတဲ့စစ်ခွေးနဲ့ရဲ ၃ဦးထပ်မံတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးတာအလုံးပေါင်းစစ်ခွေး9កောင်လို့သိရပါတယ်။မိုင်းဆွဲတဲ့အချိန်မှာနှစ်កောင်ကပြင်းထန်ဒဏ်ရာရပြီးတော့ဈေးရုံအရောက်မှာတေးတယ်။ဈေးရုံရောက်ပြီးတက်ရကူတာနေတဲ့အချိန်မှာ၃កောင်ထပ်တည်တယ်လို့သိရတယ်လို့ပြည်သူညီနောင်စလင်းသတင်းတာဝန်က ကိုပြည်သူကရှင်းပြထားပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာစစ်ခွေးနဲ့ရဲတွေအုံပြုတဲ့ဂျီ3ဂျီပေါင်း2ခုလက်ပြပုံး1လုံးဂျီအတောက်30ကန်းတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစလင်းမြွန်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနယ်မှာနေဆက်မြောက်ရီမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းဘတ်ချန်းကိုလက်နက်ကြီးကြီးကြလို့ပိတ်ထားတဲ့မဲဆောက်မြောက်ရီကုန်ပစ္စည်းတည်ယူနေတဲ့တောင်ရင်းမြေကမ်းကလေဂိတ်တွေကိုတပတ်အကြာမှာထိုင်းအာဏာပိုင်တွေကပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးမြဲလဲပြန်ပြီးတော့မလဲပတ်နိုင်သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဲဆောက်မြောက်ရီကုန်ပစ္စည်းတည်ယူနေတဲ့တောင်ရင်းမြေကမ်းကလေဂိတ်တွေကိုနိုဗ ెంబ ာလ30ရက်နေ့ကစတင်ပြီးတော့ထိုင်းအာဏာပိုင်တွေကပိတ်သိမ်းခဲ့တယ်လို့သိရပါဗါး။ဒီဇင်ဘာလ9ရက်နေ့အရောက်မှာတော့ ထိုင်းဘက်ကနယ်စပ်လေကူးဂိတ်တွေကိုပြန်လည်ဖွင့်လှစ်ပေးပေမဲ့လည်းမြန်မာဘက်ကအဆင်သင့်မဖြစ်တဲ့အပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါဗျ။အခုကလေစိတ်တွေကထိုင်းဘက်ကဖွင့်ပေးပေမဲ့ဒီဘက်မှာကပုံမှန်ပြန်ပြီးတော့မလဲပတ်နိုင်သေးပါဘူး။မင်းလက်ဘက်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်။မနေ့ကပဲမီးတွေလောင်နေပါတယ်။အခြေအနေကဘာမှမရေရာဘူး။ BGF နဲ့စစ်ခွေးတွေကြားမှာလည်းကြားဖြန့်ကိစ္စကအဆင်မပြေမှုတွေရှိတယ်လို့ကြားတယ်။ မြောက်ရီမြို့ပေါ်တရားတစ်ဘက်မှာဗရုံးဘုံတွေကြာတာတွေလည်းရှိတော့မြောက်ရီမြို့ပေါ်ရောဒီဘက်တွေမှာရောမတိမငိနေဆက်ဖြစ်နေတော့မဲလို့မဲဆောက်မြောက်ရီနေဆက်ကကုံတဲ့တဦးကပြောဆိုထားပါတယ်မြမဘက်ချမ်းမှာစစ်ခွေးအုပ်စုနဲ့တော်လိုက်တက်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင်မြမစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာထိုင်းဘက်ချမ်းကိုကြောက်ရောက်လာတာကြောင့်တောင်ရင်မြစ်ကမ်းကကုန်သွယ်ရေးဂိတ်တွေကိုထိုင်းစစ်တပ်ကပိတ်ပင်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းကနယ်စပ်ဂိတ်တွေကို ခိုင်းဘက်ကပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမဲ့လည်းမြောက်ရီမြို့နယ်မဲလက်ပံမှာတော့စစ်ခွေးတပ်နဲ့ KNL တပ်တွေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါသေးတယ်။လက်ရှိမဲလက်ပံမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့လက်နက်ကြီးကြီးတွေခိုင်းဘက်အချမ်းမဲကုတ်ကင်းကြီးပါဘက်ကိုထပ်မံကြောက်လာမယ်ဆိုရင်ခိုင်းစစ်တပ်ကအင်အားသုံးပြီးတော့ခေရှင်းမယ်လို့ပြောတာကြောင့်နေဆက်လေဂိတ်တွေပြန်ပိတ်သွားနိုင်တဲ့အခြေအနေတွေလည်းရှိနိုင်တယ်လို့တော်လိုင်းရဲ့သတင်းအမြင့်အချို့ကသုံးသပ်ထားပါတယ် ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းမှာကရင်ပြည်နယ်ရောက်ရီမြို့နယ်မဲလက်ပန်ချေးရွာနီးစစ်ခွေးတပ်နဲ့ KNL တပ်ကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့မြန်မာဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကခိုင်းနိုင်ငံဘက်ကိုကြောက်ရောက်ပောက်ကွဲပြီးခိုင်းနိုင်ငံသားတအူအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဒီဇင်ဘာလ10ရက်နေ့ည9:35မိနစ်မှာလည်းမြန်မာနိုင်ငံဘက်ကပစ်ခတ်လိုက်တဲ့ကြီးစံကခိုင်းနိုင်ငံမဲဆောက်မြို့ဘက်အချမ်းမှာရှိတဲ့ မဲတော့ကင်းဘက်ကိုကြောက်ရောက်ပြီးတော့အသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးရဲ့ဘယ်ဘက်ခြေထောက်ကိုထိမှန်ခဲ့တယ်လို့သိရပါဗျ။ထိုင်းစစ်တပ်ကလက်နက်ကြီးစံတွေထိုင်းဘက်အချမ်းကိုကြောက်ရောက်နေမှုနဲ့ပတ်သက်ပြီးတော့မြန်မာဘက်အချမ်းကိုတရားဝင်ကန့်ကွက်စာတွေပေးပို့ပေးခဲ့ပြီးထိုင်းမြန်မာနယ်စပ်တခြားမှာလည်းလုံခြုံရေးတွေ24နာရီပုံမတင်ကြက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မြန်မာဘက်ကိုလည်းထိုင်းစစ်တပ်ကမိโกဘုံတွေပြန်လည်ပစ်ခတ်ခဲ့ပါသေးတယ်။ နိုဝင်ဘာလ30ရက်နေ့မှာလဲထိုင်းဘက်ကိုမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ခဲ့လို့တောင်ရင်းမြစ်ကိုဖျက်ကူးနေတဲ့နှစ်နိုင်ငံနယ်စပ်လေဂိတ်တွေအားလုံးကိုထိုင်းအာဏာပိုင်တွေကခုနှစ်ရက်တိတိပိတ်ပင်ခဲ့တယ်လို့သိရပါဗါဒညရီမြို့နယ်မေလပန်ချေးွာနီးမှာရှိတဲ့ကြားဖြန့်ရုံတွေကို KNU ကနိုဝင်ဘာလ22ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်အဲ့ဒီနေရာမှာရှိတဲ့ကြားဖြန့်အလုပ်ရုံတွေနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးတွေလှုပ်ဆောင်နေတဲ့အချိန်မှာစစ်ခွေးတပ်ကထိုးစစ်ဆင်မှုတွေကိုဒဟုံတို့ပြုလုပ်လာတာပဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဘိတ်ခရိုင်ဘိတ်ကော့တောင်ပြည်တော်စုလမ်းမကြီးကိုအကြမ်းဖက်စစ်ခွေးတပ်ကထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးနေပြီးတော့တိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများသွာလာခြင်းမပြုကြရန်သတိပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဒီဇင်ဘာလ၈ရက်နေ့မနက်၆နာရီကစတင်ပြီးတော့ဘိန်းမြို့နယ်ကနေကော့တောင်းမြို့နယ်အထိပြည်တော်စုလမ်းမကြီးကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အခုလိုစစ်ကြောင်းထိုးလာပြီးအကြမ်းဖက်စစ်တပ်ကစစ်ရေးအရှိန်နှင့်တယ်မှုများရှိလာနိုင်တဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများဖြစ်ပွားလာနိုင်တယ်လို့ပြောပါတယ်။ခီးသွွားပြည်သူများအနေနဲ့ဘိန်းမြို့နယ်ကနေကော့တောင်းမြို့နယ်အထိပြည်တော်စုလမ်းမကြီးကိုလုံးဝသွာလာခြင်းမပြုလုပ်ကြရန်အသိပေးပြောဆိုထားပါတယ်။မနေ့ကမနက်အစောပိုင်း၆နာရီကစပြီးတော့ဘိတ်ကော့တောင်းပြည်တော်စုလမ်းမကြီးကို စေခွေးတွေကစေချောင်းထိုးလာပါတယ်စေခွေးစေချောင်းရှိတော့တိုက်ပွဲတွေဖြစ်လာနိုင်တယ်အဲဒါကြောင့်ခီးသွားပြီးသူတွေလမ်းပိုင်းကိုလုံးဝလုံးဝအသုံးပြုသွားလာခြင်းမပြုလုပ်ကြဘူးအတိပေးတဲ့အနေနဲ့ထုတ်ပြန်ထားတာပါလို့ဘိတ်ခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ခီးသွားပြည်သူများအနေနဲ့ အဲ့ဒီချိန်ညာချက်ထုတ်ပြန်တဲ့အနေကစပြီးတော့လိုင်းနာဆောင်ရွက်ကြရတဲ့အရေးပေါ်နိုင်ရေးကိစ္စများရှိလာပါကသဆိုင်ရာတော်လိုင်းအဖွဲ့အစည်းများကိုစက်သွယ်အကြောင်းကြားအတိပေးခွင့်ပြုချက်ရရှိမှသာတွာလာကြပါရန်နဲ့အခုလိုတွာလာရပါကလည်းကားများကိုမှန်ချပြီးတော့မောင်းလေတွာလာပေးကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းတရက်ကံမလမ်းပိုင်းမှာတိုက်ပွဲနှစ်ချိန်ဖြစ်ပြီးတော့စစ်ခွေးတပ်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဒီဇင်ဘာလ10ရက်နေ့မှာတရက်မျိုးကနေအင်အား30ပါနဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့ကမ္ဘာမျိုးနဲ့ရင်းနှီးသားရဲကင်းစခန်းကစစ်ခွေးရဲပူပေါင်းအင်အား40ဝန်းကျင်ပါတဲ့စစ်ကြောင်းက တရက်ကံမလမ်းပိုင်းအတိုင်းနှစ်ဖက်ညက်ပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါဗျ။စစ်ကြောင်းထိုးလာတာဟာစစ်ကောင်စီကအတင်းကျပ်စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်ဒေတာရင်းနယ်မြေထိန်းချုပ်နိုင်ဖို့လို့တရက်ခရံအမတ်လေးတိုင်ရင်ကပြောဆိုထားပါတယ်။စစ်ကြောင်းတစ်ခုတည်းကရင်းနသာစခန်းကနေထွက်လာတဲ့စစ်ကြောင်းကိုကံမမြို့နယ်နမ်မီတော့ချေးွာအနီးမှာမနက်9:00ကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မိုင်းဆွဲတာနဲ့ပြစ်ခတ်မှုတွေအပါအဝင် 9မိနစ်ကြာတိုက်ပွဲအတွင်းရန်သူကမိုင်းခွင်းထဲကိုဝင်လာတာကြောင့်6ဦးနေပါထိခိုက်ဒေဆုံးသွားတယ်လို့တရက်ခဲအမလေးတရင်ကပြောပါတယ်အဲ့ဒီစစ်ကြောင်းကတရက်ကမ်းမလမ်းမိုင်းအတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးတော့ထန်းဖြူကြီးရွာရေရင်းကြီးကြီးရွာကဒေသခံနေအိမ်တွေကိုဖောက်ထွင်းမွေနောက်ခဲ့တယ်လို့တရက်ခဲအမလေးတရင်ကတောင်းရှိသူကပြောပါတယ်မနေ့ကနေ့လယ်၁၂နာရီမှာတရက်မြို့နယ်စက်တောင်ကြီးပါအနီးမှာနိုင်ယူဝက်ကြောင်တိုက်ပွဲထပ်မံဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ခွေးတပ်က၁၀ဦးခန့်ထိခိုက်ဒေဆုံးတယ်လို့လည်းအသိပေးထားပါဗျ။ တရက်ဈေးရုံကိုစစ်ခွေးတွေရောက်လာတဲ့တရင်ကိုရထားပါတယ်စစ်တောင်းထိုးလာတဲ့အထဲမှာကားလဲပါလာတယ်ဒီကောင်တွေစစ်ခွေးတွေဖောကားကတရက်ဈေးရုံကိုညမောင်စားမှာရောက်လာတယ်လို့ပြောတယ်လို့တရက်ခေယအမလေးတက်ရင်ကတာဝန်ရှိသူကပြောပါတယ် စစ်ခွေးတွေထိခိုက်သေးဆုံးနိုင်တဲ့ပတ်သက်ပြီးတော့တိကျအတည်ပြုလို့တော့မရသေးပါဘူး။ကြားဖြတ်တိုက်ခိုက်ခံရတဲ့ရင်းနသာစစ်ကြောင်းနဲ့တရမျိုးကထွက်လာတဲ့စစ်ကြောင်းပူးပေါင်းပြီးတော့တရမျိုးနဲ့စက်တောင်ကြေးရွာမှာဆက်လက်ရှိနေတယ်လို့သိရပါဗျ။စက်တောင်ရွာကတရနဲ့ကံမအဆက်မှာစစ်ခွေးတွေရှိနေသေးတယ်လို့တရမျိုးနဲ့စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။ဒါအပြင်တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တာကြောင့်တရကံမလမ်းမိုင်းကိုအသုံးပြုသွားလာမဲ့ပြည်သူတွေသတိပြုဖို့ကိုလည်းတရခရိုင်အမှတ်လေးတရင်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းမုခေရိုင်စကုမြို့နယ်စကုမြို့ကရွှေဆက်တော်ဖျားဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ခွေးလေးကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ၄ရက်နေ့မှာစကုမြို့နယ်မန်းချောင်းအနောက်ဘက်မှာရှိတဲ့စကုမြို့အနောက်ပိုင်းခံကုန်းရွာကရွှေဆက်တော်ဖျားဘက်ကိုအင်အား120ခန်းနဲ့ထွက်လာတဲ့စိတ်ခွင်းစစ်ကြောင်းဟာအသက်40ကျော်အရွယ်အမျိုးသားတအုပ်ကိုပြတ်တက်ခဲ့ပြီးတော့လူငယ်တအုပ်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။အလားတူပဲဒီဇင်ဘာလ၅ရက်နေ့မှာလဲကူရွာကအသက်50အရွယ်အမျိုးသားတအုပ်ကို ထထန်ပြစ်တက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကဒီဇင်ဘာလ9ရက်နေ့မွန်လွယ်တနအီခွဲအချိန်ကမှဂရင်းလုံးကြီးပါအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးလေးကောင်တိဆုံပြီးတော့တက်ချက်ကြီးတအုပ်အပါအဝင်ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဂရင်ငုံချေးရွာအတွင်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ရာနေအိမ်တချို့ပျက်စီးခဲ့ပြီးတော့ပြည်သူနှအုပ်ကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ် ဒီဇင်ဘာလ6ရက်နေ့မှာလဲလက်ပံတော်ရွာရဲစခန်းကိုရောက်ရှိလာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံသုံးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာစစ်ခွေးလေးကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာစစ်ခွေးစစ်ကြောင်းကလက်ပံတော်ရဲစခန်းကနေ ဒီဇမာရ9ရက်နေ့မနေ့3လလောက်ကထွက်သွားပြီးရွှေစတော်ဖျားဘက်ကိုထွက်သွားတာစေခွေးသေးဆုံးထိခိုက်မှုထတ်တိုးသေးတဲ့စည်ရင်တော့မသိရသေးဘူးဖန်စီခါတဲ့ပြည်သူတွေလည်းပြန်လို့ပေးတယ်လို့မကြားမိသေးဘူးလို့မင်းဘူးခရိုင်အမှတ်6တပ်ရင်းကတာဝန်ရှိသူကပြောပြထားပါဗျ။၎င်းတက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်6တပ်ရင်းမင်းဘူးခရိုင်အမှတ်4တပ်ရင်းမဟာမိတ်များနဲ့မင်းဘူးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မင်းဘူးမျိုးနယ်ပတ်ကောက်မတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီးမင်းဘူးခရိုင်စကုမျိုးနယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့စစ်ခွေးရဲခွေးနဲ့ပြူစောတိများအနီးမှာ ်ဘေးထိုင်ခြင်းမျိုးမပြုလုပ်ကြရန်မေဘူးခရိုင်အမတ်ချုပ်တရင်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ຫນွေဦးတော်လိုင်းရဲ့ဘတ်တော်သားများနဲ့ပြည်သူလူထုကပါဝယ်ဆောင်ရွက်မယ်အတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံ့ဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့မှာမဲဆွယ်စည်းရုံးပွဲများနဲ့ပါတီဝင်အင်အားအများအပြားကိုအသုံးပြုပါဝင်တဲ့လှုပ်ရှားမှုများကို အကျဉ်းရုပ်ပြီးတော့လှုပ်ဆောင်ကြမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်ဆက်ကွေးတက်ကဒီဇင်ဘာလ10ရက်နေ့မှာအပန်တိတ်တပိတ်ကိုဖြိုခွဲရန်နဲ့အေးအေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်ညွန်ကြားချက်များနဲ့အမိန့်များထုတ်ပြန်လာပြီးတဲ့နောက်ဆက်ခွေးလောက်ခန့်ကျန်းဖို့ပါတီကလည်းဒီဇင်ဘာလ10ရက်နေ့အပန်တိတ်တပိတ်နေ့မှာမဲဆွယ်စည်းရုံးနဲ့ပွဲများကိုပါတီဝင်အင်အားအများပြားနဲ့လှုပ်ဆောင်ရန်မျိုးနယ်ကျန်းဖို့ပါတီများကိုညွှန်ကြားထားတယ်လို့သိရပါဗျ။ဒီဇင်ဘာလ10ရက်နေ့မှာပါတီက မြို့နယ်တွေနဲ့ရက်ွက်တွေမှာမဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေဝေးကောက်ပွဲကြီးညာစာတန်းကိုလူလူစီကိုရှင်းလင်းတဲ့ပွဲတွေကိုပါတီဝင်အင်အားတွေများများနဲ့လှုပ်ခိုင်းနေတယ်လို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။စစ်ခွေးတက်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်မယ်အတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးတော့ပြည်ထောင်ရေးဝန်ကြီးဌာနကညွှန်ကြားချက်တည်းရထုတ်ပြန်လာပြီးအဲ့ဒီညွှန်ကြားချက်မှာအတန်တိတ်တပိတ်ပြုလုပ်မဲ့ ဒီသမားလ၁၀ရက်နေမှာပိတ်ထားမဲ့ဈေးဆိုင်များစားတောက်ဆိုင်များအလုံယုံဆက်ယုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နဲ့ချိတ်ပိတ်ရန်ဒီသမားလ၁၀ရက်နေမှာပြည်သူအများစုပါဝင်နိုင်တဲ့ဈေးရောင်းပွဲတော်များပျော်ပွဲရွှင်ပွဲများနဲ့မြို့နယ်ရပ်ကွက်ဆိုင်ရာလူမှုလှုပ်ရှားမှုများကိုဆောင်ရွက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။အပန်းလေးတပိတ်မှာပါဝင်တဲ့ဆိုင်များအလုံယုံဆက်ယုံများကုမ္ပဏီများကိုနိုင်ငံတော် အကြီးအကျယ်ပြည့်စုံမှုအပြင်ဝေးကောက်ပွဲကိုနှောက်ယှက်တဲ့ဥပဒေနဲ့ပါအမှုခွင့်ရညွှန်ကြားထားတယ်လို့သိရပါတယ်။ ဒါအပြင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့မှာနေပြည်တော်အပါအဝင်တနိုင်ငံလုံးမှာရှိတဲ့ဝင်ကြီးဌာနများမှာမြေတိဝန်ထမ်းကုန်မှခွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင်ရုံးဝင်ညွန်ကြားချက်များထုတ်ပြန်လာတယ်လို့သိရပါဗယ်အကယ်၍ဝန်ထမ်းများအနေနဲ့ကျမ်းမာရေးမကောင်းမှုနဲ့နာရေးကိစ္စများကြောင့်ခွင့်ယူခြင်းရင်လဲသက်ဆိုင်ရာဝင်ကြီးဌာနအကြီးအကဲများရဲ့ခွင့်ပြုချက်ကိုရယူပြီးမှခွင့်ပေးကြရန်ညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဒီအန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ